ကိုင်းတိုင်းစကိုင်းမြို့နယ်တွင်လက်ပံကျေးရွာတွင်တွက်ဆွဲနေခဲ့တဲ့အကြံဖက်စစ်တပ်ကစောက်ခွာထွက်ပြေးပြီးနောက်တော်လှန်ရေးတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ရာတွင်မူရစေဝါတုံးဆွဲရန်အတွက်ပစ္စည်းများနဲ့စစ်အုံပြုပစ္စည်းများတင်စီရရှိကြောင်းယူနီကွန်းပြောက်ကြားတပ်ဖွဲ့ UGF မှတာဝန်ရှိသူတို့ကပြောပါတယ်။အောက်တိုဘာ18ရက်နေ့တွင်စကိုင်းမြို့နယ်လက်ပံကျေးရွာတွင်ပြည်သူနေအိမ်များကိုအုံပြုတက်ဆွဲနေတဲ့စစ်ကောင်စီအကြံဖက်စစ်တပ်က အဆိုပါကျေးရွာရှိ စခန်းမှာထွက်ပြေးဆုတ်ခွာခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးဝင်ရောက်ပြုလုပ်ခဲ့ကြောင်းဒေသစစ်ရေးတရင်းရင်းမြစ်များကသိရပါတယ်။ထို့သောဂျမ်ဖတ်စစ်သားများဆုတ်ခွာခဲ့ပြီးနောက်ပြည်သူများပြန်လည်နေထိုင်နိုင်ရန်အတွက်ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ UGF ကနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရာအကြမ်းဖက်စစ်တပ်၏ယူနီဖောင်းစစ်သုံးဆောင်ပစ္စည်းများနဲ့မူရစေဝါသုံးဆွဲရန်ပစ္စည်းများအပါအဝင်စစ်ပစ္စည်းမျိုးမျိုးကိုတင်ရှိရရှိခဲ့တယ်လို့ဆိုပါတယ်။ UGF မှာတာဝန်ရှိသူတို့ကအဲ့ဒီစစ်ခွေးစစ်ကြောင်းတွေကတက်ဆွဲထားတာကြာပါပြီအဲ့ဒီစစ်ခွေးတွေကလက်ပံချေးရွာတွေကပြည်သူပိုင်းနေအိမ်တွေမှာစခန်းချထားပြီးတက်ဆွဲနေထိုင်တာဒီကနေ့အောက်တိုဘာ18ရက်နေ့မှာစစ်ခွေးတွေရွာတွေကထွက်သွားလို့နယ်မြေဝင်ရောက်ရှင်းရင်းနဲ့စစ်အုံဆောင်ပစ္စည်းတွေတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်ဂျမ်ဖက်စစ်တပ်ကသခိုင်းမြို့နယ်အတွင်းနယ်မြေစိုးမိုးမှုရရှိရန်ဂျိုးပန်းလှုပ်ဆောင်နေတော့လဲ တော်လှန်ရေးတပ်ဖွဲ့များကအပြင်းထန်ခုခိုက်တိုက်ခိုက်နေသဖြင့်ထင်သလောက်ခရီးမရောက်ရှိပဲအကြအဆုံများစွာခံစားလျက်ရှိကြောင်းဒေသခံစီရေးတည်ရင်းမြင့်များကဆိုပါတယ်ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ UGF သည်သခိုင်းတိုင်းဒေသတွင် တော်လှန်ရေးလှုပ်ရှားမှုများကိုဥဆောင်ဆောင်ရွက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးနေမြေရှင်းလင်းရေးလှုပ်ဆောင်မှုများကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်ရှင်